ဟိုင်းဟယ်လိုသူငယ်ချင်းအားလုံးမင်္ဂလာပါလူလေးမင်္ဂလာပေါ်နေပြေဆုံးကြပါစေဗျာဟောဒီနေ့ချိန်လေးလဲရတော့ငယ်ချင်းတွေကိုမျှဝေစရာလေးဘာလေးမျှဝေရင်ကောင်းမလဲလို့ဒီနေ့စဉ်းစားမိတဲ့အချိန်မှာဒီနေ့ကလက်ကျန်လေးဖြစ်တဲ့ကျွန်တော်ထောင်ကြတဲ့ လေးနှစ်တာရှစ်လောက်လေးနှစ်နဲ့ရှစ်လောက်ကျွန်တော်ထောင်တဲ့ကိုဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတော့တော့ချိန်လေးချက်ရိုက်ခံရတဲ့ချိန်မှာဒီချိန်လေးချက်ရဲ့ဓာန်ကိုဘယ်လိုဖြတ်တန်းမလဲဘယ်လိုရင်ဆိုင်မလဲတော့ညီကိုတို့ဘဝမှာဖျားသခင် ဒီကညမအောင်မပေးပါစေနဲ့လို့ဆူတောင်းတယ်။သို့ပေါ်လေမိကိုယ်ဒီဒီနေရာကိုရောက်ခဲ့ပြီဒီလိုအခြေအနေကိုရင်ဆိုင်ရပြီဆိုရင်ငါနံပါတ်၁ပါလို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီကနေ့မျှဝေပေးမယ်။အဲ့တော့ကျွန်တော်ရင်ဆိုင်ပြီးတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့အရာကိုကျွန်တော်ဒီကနေ့မျှဝေပေးမယ်။ တော့ညီကိုတို့ကျွန်တော်၄နှစ်နဲ့၈လကြိမ်၄ချက်ကျွန်တော်ထောင်ကျောက်ပါတယ်အဲ့တော့ပထမ၆လကယမန်ပြယမန်ဆိုတော့ကျွန်တော်ကထောင်နှစ်ထောင်ကျတယ်ထောင်နှစ်ထောင်ကျတယ်ဆိုတော့ပထမ၆လကယမန်ယူတယ်ဆိုတော့ကျွန်တော်ပို့တာကတိုက်ပင်တိုက်ပင်ဆိုတာကမလေးရှားနိုင်ငံတနိုင်ငံလုံးမှာအကျန်းတန်းဆုံးနဲ့ ရက်ဆက်ဆုံးထောင်ထောင်ဟောင်းဟိုအင်္ဂလိပ်လက်ထက်ကလေးထောင်ထောင်ဟောင်းကြီးကျွန်တော်ဒီထောင်ရဲ့ဓာတ်ပုံတချို့ကိုကျွန်တော်ဟို Google ကနေပြီးကျွန်တော် download ဆွဲထားတာရှိတယ်အဲ့တော့ဒီ video ထဲမှာကျွန်တော် cut တခုအနေနဲ့ကျွန်တော်ထည့်ပေးမယ်ကျွန်တော်ရောက်သွားတဲ့ typing ထောင်ဟောအဲ့တော့ typing ထောင်မှာကျွန်တော်6လောက်6လောက်ကဘယ်လိုကြာလဲဆိုတော့တလတစ်ချိန်ကျွန်တော်ရုံးတာအဲ့တော့ 28ရက်နေနေပြီးတော့ရင်ကျွန်တော်ယုံသွားတယ်ယုံသွားပြီးကျွန်တော်ပြန်လာရင်တပတ်တိုက်ပိတ်ခံရတယ်ခုနှစ်ရက်နော်တိုက်ပိတ်ခံရတယ်တိုက်ပိတ်ခံကခံပြီးမှအဆောင်ပြန်ကြတယ်အဆောင်ပြန်ရောက်တဲ့အဆောင်ကမှနေပြီးရင်တခါ28ရက်ပြည့်ပြီဆိုရင်29ရက်နေပြီး29ရက်ပေါ်တခါ UK ပြီးအဆောင်ပို့တယ်အဲ့ဒီတခါပြန်ပြီးတော့ကျွန်တော်တို့ကိုတရားရုံးထုတ်တယ် တော့အာ28ရက်ထောင်ထဲမှာနေရတယ်ပြီးတော့ရင်29ရက်ကအချုပ်ကအချုပ်မှာတ냐အေးရတယ်တောင်းတနည်းမနဲ့ယုံတက်ယုံတက်ပြီးတော့ရင်တခါတခါတရံတော့ချက်ချင်းပြန်ပြီးတော့ကျွန်တော်တို့တရားရုံးကနေပြီးတော့ပဲထောင်ကိုပြန်ဖို့လေတခါတရံတော့ဟိုရာဇီဝုဒ္ဓခြေနေပါခြေနေရပေါ့ဗျာအာအရင်းကိုလုတ်ပေးတယ်ပဲအချုပ်မှာပဲကျွန်တော်တို့တိတ်လိုက်တယ် အဲ့တော့အဲ့ဒီလိုမျိုးအခြေအနေတွေရှိတော့အဲ့လိုမျိုးအခြေအနေတွေကြတော့ကျွန်တော်တို့မှာရင်ဆိုင်ရတယ်အချုပ်သားကိုကထုံသားမဖြစ်သေးဘူးဗျာအချုပ်ကျနေတဲ့အချိန်မှာအချုပ်သားပေါ့နော်ချုပ်ကျချုပ်သားဆိုတော့အချုပ်ကိုပြန်ရောက်တဲ့အချိန်မှာအခန်းထဲမှာရှိနေတဲ့ဒီနိုင်ငံသားကလေးကွားတွေရဲ့နှိမ့်ဆက်ညှင်းပန်းတာကိုလည်းခံရတယ်အာရဲရလည်း တစ်ခေါက်တစ်ခေါက်မတူဘူးဗျာဒီမှာရဲတွေကလည်းလောက်တာရှိတာပေါ့ဗျာနော်မကျင်သားလို့လက်ထိတ်ကိုကြက်နေအောင်ဒီလက်ထိတ်ကိုခတ်တဲ့အချိန်မှာလက်ထိတ်ကိုသူတို့ညှစ်လိုက်တာပေါ့ဗျာညှစ်လိုက်တော့လက်ထိတ်ကတအားကြက်သွားတယ်ကြက်သွားတော့ကိုကားပေါ်မှာကိုတယောက်တည်းမဟုတ်ပဲတခြားလူတွေလည်းပါတယ်အဲ့လိုမျိုးကိုကိုနည်းနည်းဘယ်လိုပြောမလဲကလန်ကဆန်ပြပြဆိုရင်ဒီနေရာပေါ့နော်သူတို့ခတ်တာအဓိကဒီနေရာမှာခတ်တော့ဒီနေရာကို တန်ကုန်းရတို့ညှစ်ထဲလိုက်တယ်ညှစ်ထဲလိုက်တဲ့အချိန်မှာလက်ကရမ်းနာတချို့တွေကဒီလိုကားရမ်းနာပဲဖြစ်ပါပဲအဲ့လိုဆွဲတဲ့အချိန်ကျရင်ကိုယ်လက်ကဒီမှာမခံစားနိုင်အောင်နာကျင်တယ်ပြောအဲ့တော့ဒါတွေကိုညင်ဆိုင်ရမယ်အဲ့ဒါကြောင့်အချုပ်ထဲမှာရဲလာခေါ်တဲ့အချိန်မှဖြစ်ဖြစ်အချုပ်ကိုတော်ရဲပါမယ်တတ်နိုင်တယ်လို့တတ်နိုင်တယ်လို့မိမိရဲ့ဒေါသမိမိရဲ့မန်ကိုရှော့ထားသူတို့တော့ပြီးတော့မန်မပြနဲ့ သူတို့သွားပြီးတော့ဟိုမျက်နှာအမူအရာနဲ့ဖြစ်စေကိုယ်လက်အမူအရာနဲ့ဖြစ်စေနှုတ်အမူအရာနဲ့ဖြစ်စေမျက်နှာအမူအရာနဲ့ဖြစ်စေဘလို့အမူအရာမျိုးနဲ့မှကလန်ကဆန်မလုံးနဲ့မဖြစ်စေနဲ့ထောင်သားချင်းချင်းတော့လကောင်းအာအဲ့ဒီထောင်ဟိုအချုပ်ရဲပေါ့နော်ဖြစ်စေဟာလုံးဝကိုရင်းမလို့ပါနဲ့သူတို့မကျင်နိုင်မကျင်တတ်သလိုကိုယ်ကိုတင်ကန်းစာပေးလို့ရတယ် နောက်ဆုံးများချုပ်သားချုပ်သားနေမှာရင်းကဒီနိုင်ငံသားချုပ်သားနည်းနည်းစိုးသွမ်းတဲ့ကောင်တွေတို့သိနေတာဟုတ်ဗျအဲ့ဒါဒီကောင်နည်းနည်းအာကြလုံးလဲအာကြဆိုတဲ့တော့မလေးလို့ဆိုရင်တင်ချတာဟုတ်ပို့ချတော့တင်ငန်းစာပေးတာဟုတ်ဒီကောင်နည်းနည်းတင်ငန်းစာပေးလိုက်ဆိုရင်ကားပေါ်မှာအချုပ်ကားအချုပ်ကားထဲမှာဝိုင်းထူတာဝိုင်းထူတာနော်ပြီးတော့တန်ကျိုးကလက်ထက်ကတယောက်တခွင်းခါတာတော့မဟုတ်ဘူးဗျခွေးချင်းလိုမျိုး ကျိုးကြီးတကျိုးသားမှာမှာလူ၁၀ယောက်၁၅ယောက်ကိုအဲ့လိုမျိုးခြီးွားတာတယောက်ကိုလက်တပတ်တပတ်တပတ်စီခြီးထားတာအဲ့တော့အဲ့လိုပတ်တဲ့အချိန်မှာတယောက်နဲ့တယောက်ထဲမှာတန်ကျိုးနဲ့ဒီလိုလေပင်ကိုဆွဲညစ်ပစ်တာတွေမျိုးစုံလုံးစုံပြနိုင်ငံသားဆိုတော့တန်ဒီအများကြီးခံရတာလေအဲ့ဒါတွေထောင်ချဘူးတဲ့လူတွေလည်းသိတယ်ဒီခုကျွန်တော်ပြောတဲ့စကားတွေကိုထောင်ဝင်ဘူးတဲ့လူတွေအချို့အခုလိုမျိုးကျွန်တော်တို့လိုအချို့ကားစီဘူးတဲ့လူတွေသိတယ် တော့အပြင်မှာကျွန်တော်တို့က operasi ဖမ်းခံရပြီးတော့ရဲစခန်းရောက်ပြီးတော့ထောင်ကျသွားတာမဟုတ်ဘူးလောက်ဝကဖမ်းပြီးတော့ထောင်ကျသွားတာမဟုတ်ကျွန်တော်တို့ကရန်ဖြစ်လို့ရဲကအိမ်မှာလာပြီးတော့ဟာလာစောင့်ဖမ်းပြီးတော့ကိုယ်တော်လာလို့တဲ့အချိန်မှာရဲကကျော်ကစောင့်ဖမ်းပြီးတော့မသွားတာအဲ့ဒီတော့ရဲစခန်းကိုရောက်တယ်ရဲစခန်းကိုရောက်တဲ့ဆာပြီးတော့စစ်စစ်ကြောရဲခန်းကိုဝင်ရတယ်စစ်စစ်ကြောရဲခန်းကတကောလုံးချုပ်ပါတဲ့အင်ကြီးဝေစားအားလုံးရဲစခန်းကသူတို့ဘော့စ်မှာအားတယ် အပိရာဇခန်းထဲဝင်ခန်းထဲဝင်လာသူတို့မေးပြီမေးရင်ကောင်းကောင်းမွန်မွန်ဖြေမဖြေလို့ရတယ်အဲ့မှာဘေးကန်အောင်ဟာလာပြီးသွားရင် IO နဲ့တွေ့ရ IO ဆိုအမှုအမှုစီရရှိ IO IO တင်တာအဲ့တော့ IO ကြတော့ IO ကအမျိုးသမီးဖြစ်ခြင်းဖြစ်မဲ့အမျိုးသားဖြစ်ခြင်းဖြစ်မဲ့အမှ IO ကစစ်စစ်မေးမြန်းပြီးွားရင်ဟာလာတရားရုံးပို့ပြီး အဲ့တော့ကိုရဲစင်္ကမှာထပ်ထားတဲ့ထပ်ဆိုချက်နဲ့တရားရုံးမှာတရားသူကြီးရှေ့မှာတရားသူကြီးကမင်းသားရီတာတွေအဲ့တော့အပြစ်မင်းမင်းသားရီတာတွေကျူးလွန်တာတွေဒီအပြစ်တွေကျူးလွန်တာတွေအဲ့တော့မင်းကဘယ်ပုံမှန်ပလောင်းနဲ့ညီစွန်းနေပေါ့ဗျာအဲ့မှာသူပုံမှန်တက်ပြီးွားရင်ခမရောက်သူမင်းရှင်းနေရှိလားရှင်းနေခေါ်မလားအဲ့တော့ဟိုကိုကဥပမာတဘောပါဗျာကိုမှဘာမှနောက်မှကြောထောင်းနောက်ကဘာမှမရှိဘူးဆိုရင်ရှင်းနေတယ်ပဲမခေါ်နိုင်ဘူးဆိုရင်လည်းပဲအလေးဆိုးရရဲ့ဆွဲချရရှိတယ် မလေးအစိုးရရဲ့ဆွေးချဆိုတဲ့သဘောကတော့ကျွန်တော်တို့ဗမာပြည်မှာလည်းရှိတယ်ဗျအစိုးရရှိနေပေါ့နော်အဲ့ဒါ free လိုက်ပေးတယ်ကို free လိုက်ပေးတယ်ဆိုတာဘာဘလိုက်ပေးကို့လွတ်ဖို့လိုက်ပေးတော့မဟုတ်ဘူးနော်ကိုထောင်ချသွားဖို့လိုက်ပေးတော့အဲ့ဒါကိုကိုသိရမယ်ဟောဒီဒီရှင်းနေရတော့ဖြစ်လားငါ့ကိုလွတ်အောင်လုပ်ပေးမှာမင်းမင်းကိုလွတ်အောင်လုပ်ပေးမှာရှိတယ်မလေးအစိုးရဒီမှာမရှိဘူး မင်းလွတ်အောင်လုပ်ပေးခြင်းနဲ့ရှေ့နေကိုမင်းကိုယ်တိုင်ပတ်စံနဲ့ငားမှာမင်းဘက်ကနေပြီးတော့အတိုက်ကံလုပ်ပြီးပြောဆိုပြီးတော့မင်းကိုလွတ်အောင်လုပ်ပေးမှာအဲ့တော့မင်းကိုလွတ်အောင်လုပ်ပေးမဲ့ရှေ့နေသည်မလေးအစိုးရစီမှာအလကားမရအောင်အဲ့ဒါကိုကိုရီးယားသိရမယ်ခဏလေးပြောဒီမှာလဲဒီမှာလဲတစ်ချက်ချက်အလောက်ကထားတာလား ဒီလိုပဲတခါတည်းရမှာအဲ့တော့စွဲချအဲ့ဒီစွဲချကအမှုခမားအမှုဝန်ခံသွားအောင်ခမားဝန်ခံပြီးတော့ခမားထောင်ကျသွားအောင်မလေးအစိုးရရဲ့ဒီ free ရှင်းနေပေါ့ဟာလား free ရှင်းနေရဘယ်အောင်မင်းဝန်ခံလိုက်မင်းဝန်ခံလိုက်မင်းအမှုအာထောင်တာဘလောက်ပေးလိုက်မင်းမင်းအကျဉ်းတာဘလောက်ပေးလိုက်မင်းမအမှုတွေတလောက်ရှိတယ်မင်းရဲ့အမှုတစ်ခုရဲ့ဟာလားအပြစ်တန်းကဥပမာ ပါစပို့မရှိတဲ့လူတယောက်ကအနည်းဆုံး6လအချိန်နဲ့ချက်ကနေပြီးတော့3နှစ်အထိပေးလို့ရတယ်ဟာချိန်မနှောချက်အထိပေးလို့ရတယ်အဲ့တော့ညီလေးတို့ညီကိုတို့ကျွန်တော်တို့ခုပြောပြမယ်ထောင်ကြပြီဆိုမိမိအချုပ်သေးရောက်လို့တရားရုံးပေါ်ရောက်ပြီဆိုတရားသူကြီးမေးတဲ့အချိန်မှာဘယ်တော့မှစကားကြီးကိုဟာဆရာကြီးထားတဲ့စကားကိုမလေးစကားကိုဟာဗျံပြန်ကွဲအောင်ပြောပြီးတော့เนาะ ငါတို့အဖြစ်မလေးရှားမှတ်နေတာ10နှစ်ရှိပြီကွာ15နှစ်ရှိပြီကွာငါဆရာကြီးငါတီးတယ်ဆိုတော့အထာတော့မလုပ်နဲ့ဘာဖြစ်လို့လဲဆိုတော့မင်းခိုးနေနေတာလေမင်းခိုးနေတာ10နှစ်တောင်ရှိပြီဆိုရင်မင်းရဲ့ပြစ်မှုဘယ်လောက်ကြီးမလဲမင်းအုံတော့နဲ့မင်းစဉ်းစားလေဟုတ်တယ်မလားငါတို့မင်းတို့အားလုံးသမင်းစားပြီးတော့လူဖြစ်သွားကြီးလာကြတာမင်းငါရဲ့ငါမင်းငါနိုင်ငံထဲမှာခိုးပြီးဝင်လာတာဟာလား10နှစ်ရှိပြီ15နှစ်ရှိပြီအနည်းငယ်ဆယ်ရှိပြီဆိုဆရာကြီးတော့လုပ်ရင် တရားသူကြီးကလည်းစဉ်းစားမယ်ဒီကောင်တရားရုံးပေါ်မှာတော့ဒီလောက်ဆရာကြီးထားလို့ရင်ဒီကောင်အပြစ်မှာတော့ဘာလို့မလဲမသိဟုတ်လားအဲ့ဒီကောင်ကိုနင်းနေနာနာအပြစ်ပေးရမယ်အဲ့တော့ဒီအထာတွေရှိတယ်လုံးဝရိုးချင်အောင်ဆောင်အားကျင်အောင်ဆောင်မင်းတရားရုံးကမေးမယ်တရားသူကြီးကမမင်းမင်းမလေးရှားရောက်တော့ဘယ်လောက်ကြာအာကျွန်တော်ရောက်တော့၈လပေါ့၉လတနည်းပေါ့ဟုတ်လားမင်းပါတိလေမင်းဘာကျွန်တော်ဘာမှမသိပါဘူးခင်ဗျာစကားလည်းကောင်းမတတ်ပါဘူး ဘလောက်ပဲတတ်တတ်မင်းတတ်တတ်စကလုံးနေမင်းမြူချတာခင်ကောင်းတရားလည်းအတော်မထောင်းတဲ့ပါဇက်ကလည်းအတော်မထောင်းတဲ့မင်းတိတာတွေတတ်တာတွေအားလုံးကိုတရားရုံးအပြင်မှာထားခဲ့တရားရုံးထဲမှာတော်ပြီးဆရာကြီးလုံးဝမလုံးနေငါကောင်ကတိပါတယ်တတ်ပါတယ်ဆရာကြီးပါဆိုတဲ့ဟာတော့မလုံးနေလုံးဝမလုံးနေရဲရှိမှလည်းမလုံးနေတရားသူကြီးရှိမှလည်းမလုံးနေတရားရုံးမှလည်းမလုံးနေသူနိုင်ငံသားထောင်ကြထောင်သားအချင်းချင်းအချုပ်သားအချင်းချင်းရှိမှလည်းမလုံးနေ အဲ့ဒီလိုမျိုးယူကြည့်အောင်ဆောင်ပြီးတော့အတနာခံအတနာခံလုံးဝကျို့ပြီးတော့ယို့ပြီးတော့အတနာခံပါလို့နော်အဲ့ဒါတွေကကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အခြေအနေမှာကျွန်တော်တို့တည်ခဲ့ရတဲ့သင်္ကန်းစားတယ်။ဘာဖြစ်လို့လဲဆိုတော့ကို6လဝင်မခံဘူးပြန်သွားဝင်မခံဘူးပြန်သွားတယ်ထောင်မှာထောင်ကျအကျဉ်းသားကြီးတွေကကျွန်တော်တို့ပြန်ပြီးတော့တငယ်ချင်းဖြစ်လာတဲ့အချိန်မှာသင်ပေးတာတရားရုံးဝါဝါတရားသူကြီးမျိုး မေးလိုက်မယ်မင်းထောင်ပန်းတန်းနှစ်ကြပြီလေဟိုမင်းမင်းမလေးရှားမှနေတာဘလောက်ကြပြီဟာကျွန်တော်မလေးရှားမှနေတာရပိုင်းမဲရှိပါသေးတယ်လာပဲမင်းလိန်မင်းလိန်မင်းကိုရိုက်ပြီးဘလူးမမေးလို့မရအောင်သဘောပေါက်လားမင်းလိန်ခွင့်ရှိတယ်မင်းလိန်တရားသူကြီးကိုယုံအောင်လိန်အဓိကကဘာလဲဆိုတော့မင်းများများခိုးနေတာလေဆိုမင်းအပြစ်များများပေးမယ်ကွာမင်းနေနေပဲခိုးနေတာလေကောင်းဆိုရင်မင်းကိုအပြစ်နေနေပဲပေးမယ်အဲ့တော့ မင်းဥပဒေကိုမသိဘူးလားတော့ကျွန်တော်သိတာပေါ့သိတယ်သိလို့ဘာဖြစ်လဲမားတယ်ဆိုတော့အထာဆိုရင်ခမရောအပြစ်ပို့ပေးမယ်လေကျွန်တော်မသိပါဘူးဗျာကျွန်တော်နိုင်ငံသားသားပါကျွန်တော်ဘာမှမသိပါဘူးကျွန်တော်လုံးလို့ကျွန်တော်အမားလို့လို့လုံးနေမှန်းတော့ကျွန်တော်မသိရပါဘူးဗျာကျွန်တော်ကိုခွင့်လွှတ်ပါစေရင်တရားသူကြီးကဟောဒီကောင်ကနိုင်ငံသားသားဖြစ်တယ်မလေးရှားရဲ့ဒီစဲဥပဒေလေးဟာမလေးမလေးဘာသာစကားလေးလည်းနားမလဲဘူးမလေးရှားရဲ့ဒီစဲဥပဒေနားမလဲတော့သူအပြစ်ကိုကျူးလွန်မိတယ်ခမောင်းကိုသူ ဘာပဲဖြစ်ဖြစ်အော်ဒါပထမတစ်ချိန်လဲပထမတစ်ချိန်ဖန်ခါရတာဖြစ်တဲ့အတွက်ပေါ်ဒီလူဟာသမင်းတကာဟာလားစိုးသွားမိုက်မိုက်မဲတဲ့လူမဟုတ်ဘူးဘလူမဆိုအပြစ်အပြစ်ရှိတယ်ဟာလားအဲ့ဒါကြောင့်ဖြစ်သွားတယ်ဆိုပြီးတော့ခွင်းလွတ်ပေးတယ်လွတ်ပေးတယ်ဟိုစာနာပေးတယ်ဗျအဲ့တော့ဒါတွေကိုနားလည်ဖို့လိုတယ်အဲ့တော့ဥပမာကိုကအချုပ်သားဟာလား ချုပ်သားဆိုရင်ကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့မလေးလိုတာဟန်နန်လို့ပြောတာဟန်နန်ဆိုတော့ကတာဟန်ဆိုတော့ဟိုထိမ့်သိမ့်ခံထားတဲ့လူအပြစ်မကြသေးဘူးတာဟန်နန်နေပါဘန်ဒွန်ဖြစ်ဘန်ဒွန်ဆိုရင်ထောင်သားဖြစ်ပြီးထောင်အပြစ်ကြသွားပြီးဟိုတရားရုံးကခမရတရားဝင်အပြစ်ပေးလိုက်ပြီးခမရရဲ့ဟိုနေမှာဟိုစီးထုတ်ပြီးတော့တရားသူကြီးကဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်ရဲ့ဘယ်ချိန်ဘယ်နှစ်ချက်ဆိုတော့အပြစ်ကိုပေးလိုက်ပြီးဆိုပြီးတော့ တုံးထုပြီးတော့လှုပ်လိုက်ပြီဆိုခမရကတန်ဟန်အစစ်မောတော့ဘန်တွန်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာခမရရဲ့အင်ဂျင်လဲသွားပြီပထမတန်ဟန်တန်းမှာခမရမှာခမရကိုပိုင်အင်ဂျင်နဲ့နေရတယ်နော်ထောင်ထဲမှာလည်းခမရကိုပိုင်အဝတ်စားနဲ့ပဲနေရတယ်အဲ့ဒါတန်ဟန်တန်းဒါကပါလဲဆိုတော့ယမန်ယူနေတာထောင်သားဖြစ်သွားပြီဆိုထောင်ဝယ်စားဝယ်ရတယ်ကျွန်တော်ဆိုရင်အစိမ့်ဝယ်ရတယ်ဟာလားအနည်းဆိုရင်6လအတွင်းမြန်6လနဲ့အထက်ဆိုရင်အစိမ့်ဖြစ်သွားတယ် အဲတခါရှင်းနေအဲ့လိုမျိုးနှစ်ကြီးသမားတွေဆိုရင်အပြာပြတ်သွားတယ်အပြာပါမှဒီမှာ line စင်းတွေပါလာတယ်အညီ line စင်းလို့အဝအဝ line စင်းလို့ဆိုရင်ဒါတတကြုံနေရတာဟိုချိုးချားတဲ့ကောင်တွေအဲ့လိုမျိုးဖြစ်လာအဲ့တော့ uniform ပေါ်မှာမူတည်ပြီး color တွေပေါ်မှာမူတည်ပြီးတော့နှစ်နှစ်ကျော်သွားတယ်အဲ့ကျွန်တော်ကထောင်ကျတဲ့အရာကဒီလိုအရာပေါ့ဒါပေမဲ့နည်းနည်းပိုပြတယ်မိုးပြရအောင်အော် sorry မိုးပြရအောင်အစိမ်းအောင်တန်းတယ်အစိမ်းအောင်တန်းတယ် အစိမ့်ပေါ့ဗျအဲ့လိုចောင်းစိမ့်ចောင်းစိမ့်ရောင်မဟုတ်ဒီရောင်ပဲဒါပေမဲ့နည်းနည်းပို့ပြီးတော့အရောင်တောက်တယ်အဲ့တော့ထောင်းယမန်ယူဆုံးကတိုင်ပင်မှာ6လယမန်ယူတယ်ထောင်းလဲကြလဲကြောက်အောင်ပိုကိုဆန္ဒပိုကိုဆန္ဒဆိုတဲ့ထောင်းပို့လိုက်တယ်ထိုင်ရဲ့ထောင်းကြီးထောင်းအစ်အဲ့တော့ ယမန်ယူတဲ့6လမှာဘလောက်ထိအနှိမ့်ဆက်ခံရလဲဆိုရင်စပြီးတော့ထောင်ကိုဝင်တာ ਨੇ ဘာဟုတ်ကြည့်လဲဆိုနံပါတ်7စအိုကြည့်ရယ်စအိုကိုရီးယားစအိုဝါကိုကြည့်တာအဲ့တော့ထောင်ထဲကိုစပြီးဝင်ပြီးဆိုတာ ਨੇ အဲ့ဒါကတရားရုံးစင်းပြီးပြန်တက်လာတဲ့မင်းရင်ဆိုင်ရမယ်မင်းရင်ဆိုင်ရမှာနော်တရားရုံးကိုတလားတစ်ခါတရားရုံးထုတ်ပြီးပြန်လာတိုင်းမှာမင်းရင်ဆိုင်ရမှာ အခုပြောနေတဲ့ဟာကောတောင်းကဝင်လာတာနဲ့အရင်ဆုံးရေချိုးရင်ဘာနဲ့ချိုးရလဲဆိုတော့ကျွန်တော်တို့အဝိ့ရှော့ဆက်ပြလေအဲအဲ့လိုဆက်ပြအဲ့ဒါနဲ့ရေရင်ချိုးရတယ်မြတ်မင်းရေပဲချိုးပြီးချိုးပြီးရေမွေးပဲဆွတ်လာဆွတ်လာသူတို့အလုံးမဟုတ်သူတို့ကမင်းထောင်ထဲကိုဝင်လာလာနဲ့ထောင်ရေချိုးကမှဆက်ပြနဲ့ရေချိုးစပ်ပြအဝိရှော်စပ်ပြဟိုကျွန်တော်တို့ဒီဖူကြီးတို့ဗာကြီးတို့ပဲမြန်မာပြည်မှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်အဝိရှော်စပ်ပြအမှုန်ဖြူရောက်မှုန် ဒီအရာနဲ့ရေးထိုးချူအဲ့ဒီကောင်ဘာဖြစ်လဲဆိုတော့ခမားခန္ဓာကိုယ်မှာရှိနေတဲ့ယာနာတွေပါရိညာတွေအားလုံးကြွတ်တက်လာတယ်သိလားခမားခန္ဓာကိုယ်မှာပုံကွယ်နေတဲ့အနာဟောင်းတွေပါရဲ့သူရဲ့ဒီစပ်ပြရဲ့ဓာတုဝေဒကြောင့်အကုန်လုံးကြွတ်တက်လာပြီးဝါခန္ဓာကိုယ်တစ်ခုလုံးတုတ်ပြီးသွားရင်အတွင်းကဘုံမိလေးတွေနဲ့တန်းစီပြီးထိုင်နေအဲ့မှာ UKB ဆိုတာရှိတဲ့ထောင်ထိန်နေ UKB ရဲ့ UKB ရဘာလို့လဲဆိုစုစစ်အဲ့တော့တို့အရင်မေးတယ်တရားတို့ပေါင်ကိုကလက်ကိုတို့နောက်အပြည့်ပေါင်ကိုကပြောရင်ထိုင်သားလောက်ရတယ်ထိုင်သား၄50ခါလောက်လောက်ရတယ်အဲ့လိုလုတ်ပြီးွားတာ ਨੇ တကယ်လို့အဲ့ဒါ rocket လို့ခေါ်တယ်မလေးလို့ rocket လို့ပြောတယ်သူကဘာလဲဆိုပြဒီလိုမျိုးအတောင်နေပြဘူပေါင်းတည်တယ်မလားကျွန်တော်တို့ဘူပေါင်းတဲ့မှာဒီလိုဒီရွယ်လောက်ရှိတဲ့အတောက်ပေါ့နော် အဲ့ဒီတည်းမှာဘူပေါင်းဘူပေါင်းပေါ့နော်ဘူပေါင်းဘူပေါင်းဖြစ်စေတခုခုပေါ့ဗျာရောဘာပေါ့ဗျာနော်ရောဘာလက်အိတ်ရောဘာလက်အိတ်ကလက်မျိုးဝင်တဲ့ဟာကိုဖြတ်ပြီးတော့အဲ့ဒီတည်းမှာသူကဆေးဝါးတွေကိုတွတ်တာတွတ်ပြီးတော့တရေချာထောက်ထောက်ပဲဒီလိုအတောင့်ဖြောက်အောင်လုပ်လိုက်တယ်အမဲရောအတောင့်အနီရောအတောင့်အဝါရောအတောင့်အယောင်စုံပေါ့ဗျာအတောင့်မျိုးစုံပေါ့နော်ဒါပေမဲ့ဒီရွယ်ကနေဒီလိုရွယ်ကနေစပြီးတော့အလုံးကြီးကြီးတွေပါရှိတယ်အဲ့တော့ညီကိုစဉ်းစားကြည့်နော် ယောက်ျားသားတယောက်ပင်သေးကိုအတောင်တောင်ထိုးထဲလာတချို့ဆိုဒီရွယ်လောက်ရှိတဲ့အတောင်ထဲတချို့ဒီလောက်လောက်ရှိတဲ့အတောင်ဒီလောက်လောက်အလုံးရှိရတယ်အဲ့ဒါစေသမားတွေအများတော်အပြင်ဒါတွေလုံးတယ်ဟောသူတို့ရဲ့ဆအိုသူတို့ရဲ့ဖင်ကောင်းကသူတို့တော့ပတ်ဆိုင်ရေးပဲအာဖင်တော့ကိုလက်တို့ဖက်ကနေထဲလိုက်တဲ့အဲ့လိုအလုံးရှိတဲ့အတောင်ပြုတ်ဆိုဝင်သွားတဲ့အဲဒီကိုလုံးဝထူးဆန်းအောင်ဟုတ်ပေါ်ရတယ်အဲ့ဒီမှာအကုန်လုံးတွေ့ရတယ်အဲ့တော့ မဆိုင်ရတဲ့ကျွန်တော်ပစ္စည်းတစ်ခုထည့်ပြီးထိုးလိုက်ထိုင်လိုက်လို့ဆိုလို့သူတို့ဖင်ကောင်းအဝါကိုသူတို့ပစ္စည်းကိုကြိုက်တဲ့ချိန်တည်းကြိုက်တဲ့ချိန်သူတို့လုံးနိုင်တယ်သူတို့အတွက်ဒီဥစ္စာ very easy အရန်ကိုလွယ်ကူစွာလုံးနိုင်တဲ့ကိစ္စအဲ့တော့ဒါတွေကိုရဲရကြည့်တယ်ဗျာကြည့်တော့ဘယ်လိုကြည့်လဲဆိုတော့ထိုင်ခုံတစ်မျိုးလုပ်ထားတယ်ဗျာကျွန်တော်ဘိုးတိုင်းအင်တာလိုမျိုးခလဲမှာအပေါက်ဗျာအောက်မှာကင်မရာတက်ထားတယ်အဲကင်မရာနဲ့ဖင်ကောင်းဝါတေချာကြည့်ရအဲ့တော့ အားလုံးပဲကတော့ပါဒီကိစ္စကပြောမှရမှာနော်ဒီကိုလို့သိအောင်ကိုယ်ပြောပြရတယ်ဆိုပုံမှန်လည်းလည်းပြောမှရတယ်အဲ့တော့ဖင်ကောင်းဘောကိုကြည့်တဲ့အချိန်မှာအမွှေးရစအိုတော့ဝင်နေရင်ဒါစအိုဝါရအမွှေးရစအိုတော့ပြန်ဝင်နေရင်ဒီကောင်ရော့ကတ်လောက်ထားတယ်ရော့ကတ်လောက်တယ်ဆိုတာကဒီတစ်ခုခုပစ္စည်းတစ်ခုခုကိုစအိုဝါရကိုထိုးသွင်းထားရင်အမွှေးရအဲ့ဒီပစ္စည်းနဲ့အတူစအိုရဲ့နှခမ်းကနေပြီးတော့အသွင်းတော့ဝင်နေတယ် ဘောကတဘောကိုကျွန်တော်ပြောပြမယ်ဆိုရင်ဗျဒီဥစ္စာအမွေးပေါ့ဗျတာမန်ဆိုဒီတိုင်းပဲအမွေးရအောက်မှနေရမှာဘယ်လိုအမွေးရအဲ့လိုလမ်းပြီးအသွင်းထဲဝင်သွားရင်အဲ့ဒါက quantum ရှိတယ်အဲ့တော့ rocket လောက်လာတဲ့ကောင်တွေကဘလို့ဘလို့ဘလို့လို့တိမယ်သူတို့ရေလဲချိုးပြီးွားပြီဗျသူတို့ထိုင်သားတယ်လို့ပြီးွားပြီဗျဒါပေမဲ့အမွေးရကတ်တယ်တဘောပေါ့လို့ကတ်ပြီးတော့အဲ့စအိုးမှာကတ်ပြီးတော့စအိုးတဲဝင်နေတယ် ဒီဥစ္စာကြည့်လို့လည်းမရအောင်ကိုလည်းမသိအောင်အဲ့တော့သူတို့ပဲအချိန်မှာထဲ့ရဲဆိုတော့အချုပ်ရဲချုပ်ရဲချုပ်မှာသူတို့သူတို့မိတ်ဆွေတငယ်ချင်းလာတွေ့တယ်လာတွေ့တဲ့အချိန်မှာဒီကောင်တွေပေးလိုက်တယ်ရဲတရားရုံးရဲ့အနောက်မှာအချုပ်ကန်းကြီးရှိတယ်အဲ့ဒီအချုပ်ကန်းကြီးမှာသူတို့လာတွေ့လို့ရလာတွေ့တဲ့အချိန်မှာဒီကောင်တွေပေးလိုက်တာဒီကောင်တွေကပတ်ကနေဆိုပန်းပြီးတော့ဖင်ကောင်းနဲ့ထည့်လိုက်တယ်အဲ့တော့အဲ့ဒီအချိန်မှာဖန်ပြီးဖင်ကောင်းနဲ့ထည့်ပြီးတော့ဒီကောင်တွေတလန်းလုံးလာတယ်လေဗျရဲစခန်းမှာလည်းဒီကောင်တွေပြန်မထုတ်တော့ဘူး ဟာတောက်လျှောက်သူကောင်တွေလာတရားရုံးရောက်ဟိုထောင်ရောက်တဲ့အထိလာတော့ထောင်မှစစ်ပြီးထောင်မှစစ်လို့အမွေးဝင်နေအမွေးဝင်နေကောင်တွေဖယ်ထားတယ်တိတာတိတာဖမ်းပြီးတော့ပိတ်ထားတယ်ဒီကောင်တွေကိုဆေးကျွေးတယ်ဝင်းသွားဝင်းသွားလို့ထွက်ရင်သူကမထွက်ရင်ဘိုက်ကိုတခါသူတို့စစ်စီးသေးတယ်ဒါတွေကသူတို့သူတို့အဆင်နေပေါ့နော်ဒါတွေကတော့ကျွန်တော်ကျွန်တော်ကမလုပ်ခဲ့တဲ့လူဆိုတော့ကျွန်တော်ဒီဒီအဆင်တွေကိုမဖြတ်တန်းခဲ့ဘူးဒါပေမဲ့ကျွန်တော်မြင်ခဲ့တဲ့အခုဒီအဆင်ဒီအဲ့ဒီလိုမျိုး ကိုစပြီးထဝင်တဲ့အချိန်မှာဒီကောင်တွေ rocket ရှာပြီ rocket မိပြီဆိုရင် rocket မိတဲ့ကောင် rocket မမိတဲ့ကောင်တည်တဲ့သွားအဲ့တော့အဆောင်ကိုရောက်ပြီအဆောင်ကိုရောက်ပြီဆိုတာနဲ့နံပါတ်၁ပါလို့ master ထိုင်နေဘလို့ပုံစံမျိုးဘလို့ပုံစံမျိုး master ထိုင်လဲစပြီးတော့ lucy မယ်ဆိုတာနဲ့ကျွန်တော်တို့ကျမ်းပေါ်မှာဒူးကောင်ဒူးကောင်ထောင်ထိုင်ဒူးထောင်ပြီးွားရင်ဒူးကောင်ကိုဒူးနှလုံးသားထဲကိုထည့် ထည့်ပြီးလက်ကိုအပေါ်နေသလိုအုပ်ထားတယ်အဲ့တော့ကိုယ့်ရဲ့ဒူးနှလုံးကိုထောင်းကိုယ့်ရဲ့ခေါင်းကိုဒူးခေါင်းကြားထဲမှာထည့်ထည့်ပြီးအပေါ်ကနေဒီလိုလှုပ်အုပ်ပြီးတော့တင်ပြီးအဲ့ဒီလိုမျိုးတင်ပြီးတော့အဲ့ဒီလိုမျိုးနေသူတို့မပြောမချင်းကိုခေါင်းမမကြည့်နဲ့ခေါင်းမကြည့်ရအောင်အဲ့အောင်ဇက်ပြုတ်အောင်ရိုက်ခံတည်တာအဲ့ဒီတော့ဒါတွေအားလုံးကိုညီကိုတို့ဖြတ်သန်းအားလိမ့်မယ်အဲ့ဒီကိုရောက်သွားရင်အဲ့တော့ ဘာပဲဖြစ်ဖြစ်စိတ်ရောက်သွားပြီဆိုရင်တော့စိတ်သက်ကြမ်းကြမ်းကန်ကန်ထားပြီးတော့ရင်ဆိုင်ပြောင်းနော်ဟိုရောက်သွားပြီမှပျော့ညံ့နေလို့မျိုးပျော့ညံ့နေရင်ဘာဖြစ်မလဲဆိုတော့ဟိုပြောပြမယ်ရောညီကိုလို့အဲ့ဒီကိုရောက်သွားပြီးမှဟာပျော်ညံ့ပြနေရင် အာကြောက်တလို့လို့ညွန့်တလို့ရှက်တလို့လို့ဟိုမှာရဲကရောက်ပြီးကိုတော်လုံးချွတ်ဆိုတာနဲ့ချက်ချင်းချွတ်တော့ဟာကျွန်တော်မချွတ်နိုင်ဘူးလို့ကျွန်တော်ရှက်တယ်လို့ဘာလို့ဖင်ဟုတ်လို့လို့ဂွေးဟုတ်လို့လို့ဟလာအနောက်ဟုတ်လို့ဆိုရင်ရဲတွေက sorry ပဲဟလာဒါမင်းမေလင်အိမ်မဟုတ်ဘူးဆိုပြီးတော့သူတို့ပိုက်လုံးနေရှိတယ်ဗျ plastic ပိုက်အမဲအလုံးနေအဲ့ဒါနဲ့ကျုံတာအဲ့ဒါနဲ့ကျွေးပြရတာအဲ့တော့ချွတ်ဆိုရင်လည်း ဘာမှမကြည့်နဲ့တခါတည်းကဘေးမှရဲမေတွေပါပဲဖြတ်သွားနေတယ်နော်သူတို့ချွတ်ဆိုရင်မင်းချွတ်သူတို့အမိတ်ပဲမင်းအာရဲမေတွေရှိလို့ဆိုမလုံနဲ့တော့ပြီးတော့ရဲကမျိုးချွတ်ဆိုတာနဲ့ချွတ်ချလိုက်ရှာတယ်လို့လို့ကြောက်တယ်လို့ယွန်းတယ်လို့လို့ထိတ်တယ်လို့လို့လန့်တယ်လို့မလုံနဲ့ထောင်ကလူစိုးတကလူစိုးထိန်းနေတဲ့ရဲက မင်းရဲ့ညီကိုမောင်မမို့မင်းကိုကျင်နာယူရစွာနဲ့ညီလေးမရှက်ပါနဲ့ကွာမင်းဘောင်းမီလေးချွတ်လိုက်ပါအတွင်းကောင်ဘောင်းမီလေးပါချွတ်လိုက်ပါလို့ဟိုဘက်လှည့်ပါဒီဘက်မင်းကိုကျင်ကျင်နာနာမပြောဘူးနော်တလေးဆန်တကောင်ထက်တော့ပိုးပြီးနှိမ့်ကြတော့ဆက်ဆန်တာအဲ့တော့ဒါတွေကိုမဖြစ်ချင်ဘူးဆိုရင်အဲ့ဒီကိုမရောက်အောင်ကြိုးစားချို့ဆိုရင်ချို့အကုန်ချို့ကိုတော်လုံးချို့ခါရဲလောက်ရေမိုးချို့အားလုံးပြီးသွားမယ်စစ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 ်ပြီးသွားတာနဲ့မင်းတို့အဆောင်ပို့ အဆောင်ဖို့ပြီးဆိုအဆောင်မှာမာစတာထိုင်မာစတာထိုင်ပြီးတော့လည်းတို့အခန်းကြီးခွဲမယ်အဲ့တော့အခန်းတစ်ခန်းအဆောင်တစ်ဆောင်မှာနိုင်အခန်းကကျွန်တော်ဒီဒီဗီဒီယိုမှာကျွန်တော်တို့နေရတဲ့အခန်းနဲ့လားတန်တန်တူတဲ့အခန်းလေးကိုကျွန်တော်တွေ့တာလေ Google မှာကျွန်တော် download ဆွဲတာကြောင့်ထည့်ပေးမယ်အဲ့တော့အခန်းလေးရဲ့အချင်းချင်းလေးဗျာအဲ့ဒါမှလူရှင်းရောက်သားတယ်ဗျာလူရှင်းရောက်မှာနိုင်ငံသားက3ယောက်ပါတယ်ကျွန်တော်ဒီနိုင်ငံသား ၅ယောက်ကဒီနိုင်ငံသားဆိုနိုင်ငံသား၃ယောက်သူတို့နိုင်ငံသားကြီးပဲတည်တာမတောင်းဘူးနိုင်ငံသားနဲ့နိုင်ငံသားကိုရောထားရအောင်နိုင်ငံသားကိုများများထားတယ်နိုင်ငံသားကိုနည်းနည်းထားတယ်အဲဒီလိုဒီနိုင်ငံသား၃ယောက်ကအဲဒီအဲဒီအခါမှာဘာဖြစ်လဲဆိုခိုင်းပတ်အနိုင်ကျင့်ခံရတယ်သူတို့ဇက်ကြောနေဆန်းဆိုနှိပ်ပေးခြေထောက်နေဆန်းဆိုနှိပ်ပေးသဘောပေါက်လားသူတို့ခိုင်းတာအကုန်လုံးပြီးဗမာအေးရတဲ့ခြေစခြေစဒဇမ်မြေကိုအင်တာအိုးကြီးတယ်အထက်မှာရောဘာနဲ့အင်တာအိုးကြီးတယ်ဗျာ အဲ့ဒီလူရှိအောင်စာအိမ်သာအိုးရှိတယ်အဲ့ဒီအိမ်သာအိုးသားမှာအဲ့ရကိုတွေကနော်သူတို့ချိပါကနေတေးပေါက်ကနေကြဖဲခိုင်းရောင်မျိုးဘယ်သားကအိမ်သာတက်မယ်လို့ကိုကထားပြီးဘေးမှာထိုင်ပြီးရတယ်သူတို့ကအိမ်သာတက်ပြီးဟောတယ်ရောင်မျိုးတုတ်လိုက်အိမ်သာအိုးကိုဘေးကလိုက်အဲ့လိုမျိုးသူတို့အိမ်သာတက်ပြီးတော့ကိုကလည်းအိမ်သာအိုးကိုတေးထားပြန်ပြီးတော့တေးထားအိမ်ညာကိုကကိုတုတ်တုတ်เสียရတယ်ဘာအဝတ်မှမရှိဘူးကိုဘောင်းမိနေကိုတော့ရတာသဘောပေါက် ကိုပေါင်းမြေချို့ကိုကကိုမတုတ်တုတ်ပြီးသွားအဲ့မှာအဲ့ညာမှာပြန်အေးသူသူသူစောစောကအင်နာတက်ထားတဲ့နေရာကိုတုတ်ပြီးကိုကကိုပြန်အေးရတယ်အဲ့လိုမျိုးအဲ့တော့ဒါရီကအမှန်တရားတွေပါနေကိုတို့အဲ့တော့အခုပြောပြတဲ့ဇာတ်ကားတွေကနားထဲမှာကြားရတာတော့တော်တော်လေးကိုညည်းညည်းပတ်နိုင်တယ်ခံစားလို့မရဒါပေမဲ့ဒါရီကညီကိုတို့တကယ်ဖြတ်သန်းပျော်စီပျော်ညံလို့နေထောင်ထဲမှာ ဖင်စားခံရတယ်ခရေစားခံရတယ်အဲ့ဒါသဘောပေါက်နော်သူမိုက်တယ်လို့ကိုလည်းမိုက်ရတယ်သူရင်းတယ်လို့ကိုလည်းရသူရမ်းတယ်လို့ကိုလည်းရမ်းရတယ်သူချမ်းတယ်လို့ကိုလည်းချမ်းရတယ်ဒါပေမဲ့ပြောစီပြောညံ့တဲ့ဟိုရန်လိုတဲ့ပုံစံတောင်မျိုးနဲ့မဟုတ်ဘူးကိုကကိုစတိုင်နဲ့နေမနဲ့နေကနဲ့နဲ့အိုရင်းလုပ်ပြီးနေကြောက်တလိုလိုယွန်းတလိုလိုတိရမလားအရင်ခါကောက်ချောင်းကောက်ချောင်းလုံးနေရင်လေကို့ကိုလုံးလိုက် ဟောဒီကောင်ကဟိုဘယ်လိုပြောမလဲဆိုတော့ဖြောင်းကြီးရောက်ကြီးမင်းဒီ CEO တော့ပြစ်လိုက်ရတော့ကွာမင်းကလည်းငါအမြဲတမ်းငါ့ကိုပဲပြစ်ခိုင်းနေတာပဲအဲရန်လိုတဲ့ပုံစံမျိုးမဟုတ်နဲ့မင်းကလည်းအခန်းထဲမှာတူတူနေပြီးတော့အမြဲတမ်းငါ့ကိုပဲပြစ်ခိုင်းနေတာပဲဒါမဲ့ကိုတော့ပြစ်မပြစ်ဘူးဆိုရင်ကို့အညှိုးသားပြီးတော့ရန်လိုလိမ့်မယ်အဲ့တော့အဲ့တော့အခုဒီနေ့ကျွန်တော်ပြောတဲ့စကားကကျွန်တော်အခု တရားရုံးရင်ဆိုင်ပြီးပြီဟာလားတရားရုံးကနေစင်းထောင်းကိုကိုးလိုက်ပြီထောင်းမှာအခန်းရသွားပြီအခန်းထဲမှာနေရတဲ့အခြေအနေရင်ဆိုင်ရတဲ့ဟာအခုညီလေးတို့ကိုမြှဝေတာဟာအခန်းတစ်ခန်းမှာလူ၈ယောက်လောက်အနည်းဆုံးထားတယ်အခန်းကချင်းချင်းလေးအဲ့ဒီထဲမှာအနိုင်ချင်းနှိမ့်ဆက်တဲ့တံမျိုးစုံခါရတယ်ထောင်းသားချင်းချင်းနှိမ့်ဆက်တာကိုညီလေးတို့ခါရမယ်ဟုတ်လားညီတိညီပတ်နေရမယ် မင်းစားချိန်မှာကိုဟင်းကွက်တရဟာလာအရောက်မင်းကြက်တာတဝက်ငါ့ကိုပေးစားဆိုအဲ့လိုမျိုးနိုင်တဲ့စီနေလုံးပြီးတော့စားတာရှိတယ်နော်တညာလုံးဆေးကြောင်ပြီးတော့မူယူပြီးတော့ကိုကိုရိုက်နှံ့နေတာမျိုးတွေလည်းရှိတယ်ကိုကိုနောက်ဆုံးမရိုက်ရင်တော့မှသူ့အတင်သူ့အော်ကြီးဟေ့ကျဲလုံးတော့ဆေးဆေးရင်းထပြီးတော့အော်ကြီးဟေ့ကျဲတော့ကိုကဘေးသားမှာမနေနိုင်အဲ့လိုလည်းမရဘာမှလုံးလို့မရသူ့ကိုလည်းဘာမှပြန်လုံးလို့မရအဲ့လိုမျိုးရှင်ဆိုင်ပြတ်တမ်းရည်ရှိတယ် အဲ့တော့ဒါတွေကိုငါညီတို့ငါကိုတို့ရောက်ရင်ကြုံလိမ့်မယ်ဆုံးလိမ့်မယ်အဲ့တော့တတ်နိုင်တယ်လို့အကောင်းဆုံးဖြစ်အောင်ပြီးနေပါမရောက်ပါစေနဲ့เนาะအဲ့တော့ကျွန်တော်ရှေးကြရင်ထပ်ပြီးတော့ကျွန်တော်မျှဝေပေးမယ်ဒီကိုတို့ကိုဘာဖြစ်လို့ဗီဒီယိုကအရင်ရှေးသွားရင်လဲကြည့်ရတဲ့လူတို့အချိန်အများကြီးဟိုလေးပြနေအဲ့တော့ ကိုကိုယ်တိုင်ရင်ဆိုင်ဖြတ်တန်းကြရတဲ့ဒီစကားတွေကိုအလဟဒကြီးလူတယောက်နားမတောင်းဝင်တယ်လည်းမပြောချင်ဘူးဗျလူတယောက်အဲ့ဒီဗီဒီယိုတပုတ်ကိုနားရင်နားကြီးဟာလာမိနစ်20 30ပဲပြီးပြီးဘူးမှလည်းမကြည့်နိုင်ဘူးကိုရီးယား5မိနစ်10မိနစ်လောက်ပဲကြည့်နိုင်တယ်အခုလို့ပြောတာတော့အရင်ရှည်သွားပြီအဲ့တော့နောက်ဗီဒီယိုတွေကြာရင်ကျွန်တော်တို့ထောင်ထဲမှာဘယ်လိုဖြတ်တန်းရလဲထောင်ကန်းထဲမှာဘယ်လိုအနိုင်ကျင့်ခံရလဲကိုဘယ်လိုနေတတ်ရင်ကျင့်တတ်စရာတွေရှိတယ်ကိုဘယ်လို အရာရှိတွေနဲ့အဆင်ပြေအောင်ပေါင်းရလဲထောင်သားတွေနဲ့ဘလို့အဆင်ပြေအောင်ပေါင်းရမလဲဟုတ်လားထောင်ထဲမှာအပေးယူလေးတွေရှိရအဲ့ဒီအပေးယူလေးတွေကိုနားလဲအောင်ပြီးတော့သူတို့အရာရှိတွေနဲ့ထောင်သားတွေနဲ့ပြောတဲ့အခေါ်အပြောလေးတွေသဘောပေါက်လားအဲ့ဒါလေးတွေကိုနားလဲအောင်ဒီနိုင်ငံသားတွေရဲ့အထာလေးတွေကိုထောင်ရဲ့အထာလေးတွေကိုနောက်ဗီဒီယိုမှာကျွန်တော်ပြပြပေးမယ်နော်အားလုံးပဲ ဒီအဖြစ်ဆိုးမျိုးကိုညီကိုတို့မရင်ဆိုင်ရပါစေနဲ့လို့ဆုတောင်းပေးပါတယ်တကယ်လို့ရင်ဆိုင်ခဲ့ရပြီးရင်ဆိုင်ရပြီဆိုရင်လည်းတန်းခိုင်စွာနဲ့တတိရှိရှိဖြတ်တမ်းပါထောင်ဆိုတဲ့တကားကအမြဲတမ်းကိုယ့်ကိုပိတ်မထားဘူးကျင်းတည်တရားဖွင့်ပေးတယ်မင်းအပြစ်ကုန်နေနေမင်းကျင်းတည်လူအတိုင်းဝိုင်းကိုပြန်လာရမယ်အဲ့တော့စိတ်ဓာတ်မကြနဲ့ကိုကိုကိုလုံးဝမချိုးပလိုက်နဲ့ အကောင်းဆုံးညင်ဆိုင်ဖြတ်သန်းပါလို့ပြောရင်လည်းဒီနေ့ဒီ sharing ကိုအကိုရလိုက်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဘိုင်ဘိုင်